အဲ့လိုအာဆင်နယ်ဖုတ်ဘောကလိုက်ပေးရှာနေကြလဲကြိုးလိုက်ပါတယ်ကျွန်တော်ဒီနေ့သုံးသက်ဆွေးနွေးခြင်းတဲ့အကြောင်းအရာကအာဆင်နယ်နီးပါးမိခဲအာဒီတာနဲ့အာဆင်နယ်တောင်းဝင်ရှိသူတွေကဒီအာဆင်နယ်ရဲ့အကြီးကကစားသမားတွေခဏခဏတည်းပြဿနာကြုံရတာနဲ့ပတ်သက်ပြီးသူတို့ analysis လုပ်ဖို့အတွက် data analysis team ကိုငားခဲ့တယ်ပေါ့နော်ဒီ data analysis team ရဲ့ analysis တွေရာအာဆင်နယ်ကစားသမားတွေအကြီးကကတည်းကပြဿနာရရနေတာကဒီလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်မှာအာဆင်နယ်ကစားသမားတွေကမိနစ်90ပြည့် high energy gain တွေကိုကစားခဲ့ရတယ် ဟိုင်းနန်ဒီစကင်းနေကိုမိနစ်90ပြည့်ကစားရတဲ့ကစားခဲ့ရတဲ့အတွက်အာဆင်နယ်ကစားသမားတွေကပွဲမမှုတန်ကိုအများကြီးခံစားခဲ့ရတယ်။အဲ့ဒီအကျိုးဆန်အနေနဲ့အခုရသေးမှာအာဆင်နယ်ဒီကစားသမားတွေကအာတချို့အရန်ကြီးဟိုက်ကွန်တက်မဟုတ်ဘဲနဲ့ဆော့ကွန်တက်တရားစာအာဆင်နယ်ကလောမမရဲ့တန်အရလာကိုကျွန်တော်တွေ့ရတယ်။ဒီအဓိကအားဖြင့်ဟိုမာတင်အိုရီကက်ပေါ့နော်မာတင်အိုရီကက်ကသူတနည်းမိဖွားပြီးနောက်ပိုင်း physical တော်တော်ကြာလာတယ်လို့ပြောလို့ရတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ तू အိမ်မှာကျတော့ကလေးမွေးကင်းစားကလေးတွေရှိတော့ तू အေးအေးပြတ်တိုင်းလာရေးဒီလေကြုံရင်ကြုံရမယ်အဲ့ဒါလေးကြောင့် तू physical အားနေတဲ့အခါမှာ तू အချို့ content လေးတွေက तू ဒီပုံမှန်အားဖြင့်တန်ရမရနိုင်တဲ့ပြဿနာတွေက तू တန်ရခဏခဏရတာကိုဖြစ်စေရပေါ့နော်အဲ့ဒီအတွက်လည်းမိခေအာဒီတာကဒီ Arsenal League ကကစားသမားတွေရဲ့ဂိမ်းထိုင်းကို तू short ချဖို့အတွက် तू သုံးဖြတ်မယ်အဲပြီးတော့တချို့ training session တွေကိုလည်းအဓိကသမားတွေကိုမ join မို့မ join တော့ဘူးသူသုံးဖြတ်ချက်တွေချလိုက်တယ်ပေါ့နော်အဲအဲကြောင့်ဒီ Arsenal ကဒီနှစ်မှာ squad rotation လုပ်နိုင်တဲ့ဒီကစားသမား in ရလည်းရှိတဲ့အတွက်အဓိကသမားတွေကိုမလိုအပ်တဲ့ပွဲတွေမှာသူစောစီစီအနားပေးဖို့သူလှုပ်လာတာတွေတွေ့ရမယ်အဲပြီးတော့ကျွန်တော်တခုစီထားမိရပေါ့နော်ပူကာဥစာကာက လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်မှာတစ်နှ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 စ်သုံးနှစ်မှာသူ့ကိုကြည်တက်ရှိရှိဖြတ်ကန်တာတွေပါတယ်တော့မှဘူဟာဇာကာကတိတ်ပြီးဒဏ်ရာရတဲ့ကစားသမားမဟုတ်ဘူးဒါပေမဲ့မနေ့ကစပြီးဘူဟာဇာကာကဒဏ်ရာစိတ်စိတ်လေးတွေရလာတယ်ဘာလို့လဲဆိုတော့ဒီသူ့ရဲ့ physical က ဒီ tissue လေးတွေကမောပန်းလာတာလို့ကျွန်တော်မြင်တယ်ဒီ tissue လေးတွေကသူတို့ခန္ဓာကိုယ်မှာရှိတဲ့ tissue လေးတွေကသူတို့ခံနိုင်တဲ့သူတို့ထားနိုင်တဲ့ဝင်ထက်ပိုးပြီးထန်းလာတဲ့အခါမှာသူတို့မှာ အာဝိရာလာလေးရှိမယ်အဲ့ဒီခါမှာဆိုလို့ချင်းတဟန်ပြဿနာရဖို့ကပိုးပြီးများလာတယ်လို့ကျွန်တော်မြင်တယ်အဲအဲ့ဒီတော့လည်းမိခင်အာဒီတာကအကောင်းဆုံးဖြည့်ရှင်ဖို့အတွက် data analysis team တစ်ခုကိုငှားခဲ့လို့လည်းကျွန်တော်ယုံကြည်တယ်ဒီဘူဂါယိုဆာကာကအာဆင်နယ်မှာအင်ဘတ်အထွေထွေကစားသမားဖြစ်တယ်အဲ့ဒါကြောင့်ဘူဂါယိုဆာကာကို ကိုအတ္တတာတို့ကပုံမွေးတလို့ကို မွေးမဲ့ကစားသမားတစ်ခုတက်ရောက်လို့ကျွန်တော်မြင်လာရတယ်တကယ်ဝမ်းသာတဲ့အချက်ဖြစ်တယ်ပြီးတော့ဒီမလိုအပ်တဲ့ပွဲတွေမှာဘူကာဆာကာတို့ကိုဟိုဟာပွဲချိန်ပြီးသုံးတာတွေကိုမိခရီတာအနေနဲ့ရှော့ချလာမယ်လို့လည်းကျွန်တော်မြင်တယ်အဲဒဟာမျက်နှာတွေကိုရှောင်ရှားဖို့အတွက်ဆော့ကော့ရိုတေးရှင်းကိုကောင်းကောင်းလုပ်နိုင်မယ်လို့လည်းကျွန်တော်မြင်ပါတယ်အဲဒါနဲ့ပတ်သက်ပြီးတော့ data analysis team တစ်ခုဘာကြောင့်ငှားလဲဆိုတာမိခအာဒီတာတို့ရဲ့ဒီရည်ရွယ်ချက်က ဒီကမမတွေကိုဒဏ်ရနေရနေရှောင်ရှားဖို့ပြီးတော့သူတို့ဒီနှစ်မှာသူတို့လိုချင်တဲ့တာဂက်တွေကိုကျောင်းနိုင်ဖို့အတွက်ဒီဘက်ပေါင်းဆောင်ကနေသူတို့လုံနိုင်သမျှလုံနေရလို့တော့ကျွန်တော်မြင်နေအဲဒီချက်တွေကဒီအသင်းနဲ့ဒီဆူပလာအောင်မြင်မှုရရှိဖို့အတွက်တကယ်ကောင်းတဲ့ချက်တွေလို့လည်းကျွန်တော်မြင်နေအဲဒီနှစ်မှာတော့အာဆင်နယ်အနေနဲ့လိုအပ်တဲ့ဆူပလာတစ်ခုကိုရယူနိုင်မယ်လို့လည်းကျွန်တော်မြင်ပါတယ်ဒါကမိခရဒီတာတို့ data line city တစ်ခုငှားတာနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ကိုသုံးသပ်ဆွေးနွေးသွားတာဖြစ်ပါတယ်